hello အားလုံးပဲမင်္ဂလာပါကဘောကေမင်း Facebook page နဲ့ YouTube channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ Super Saiyan ID နဲ့ပတ်သက်တဲ့ဗီဒီယိုလေးဖြစ်ပါတယ် Super Saiyan ID အကြောင်းအကုန်လုံးကိုဒီဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်ဗျဘာဒီပါဝင်မလဲဆိုလို့ရှိရင်တော့ login ကုန်မကျတာတို့အခုလုံးလုံးဆယ်ဖြစ်နေတဲ့ပြဿနာကြတော့ဒီကျွန်တော်တို့ဒီ Gmail account တွေအကုန်လုံးဝင်လို့မရတာတို့အကောင့်ပြောင်းလို့မရတာတို့ဖြစ်နေတဲ့ပုံစံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗျ Okay အဲ့တော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနေပြီးတော့ဝင်ရပေးပါဦး subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ရှင်းနေတဲ့အောင်လေး ်ကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်ရဲ့အရှိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစားလိုက်ကြအောင် Okay ပထမအဆုံးအနေနဲ့ကိုဘောက Super Saiyan ချိန်တဲ့နီယိုအရင်ဆုံးပြပြပေးသွားမှာပဲဖြစ်ပါတယ်။ Boundless Rod ဒီမတိတဲ့လူတော်တော်များများနေပြီးတော့လို့ရှိရင် GG မေးအောက်နေရနေပြီးတော့မှ Super Saiyan ID ကိုအမြန်ဆုံးပြောင်းရှိတ်တဲ့နေဆိုပြီးတော့ကျွန်တော်ဟိုးအရင်တော့လည်းပြောထားဘူးတယ်။ဒါပေမဲ့ဒီ Google Play နဲ့ပဲရှိတ်ပြီးတော့မှ GM Only ပဲဆော့နေတဲ့ brother တွေတော်တော်လေးများများကိုရှိနေသေးအောင်တွေ့မြင်ရဖြစ်ပါတယ်။ဘာလို့အဲ့လိုမျိုးတွေ့မြင်ရလဲဆိုလို့ရှိရင်တော့အခုဒီ Agree နဲ့ပတ်သက်ပြီးတော့မှဒီ GM အကောင့်နေရဒီအကောင့်ပြောင်းလို့မရဘူးအကောင့်ပြောင်းရတာအရန်ခက်လာပြီးအရင်လိုမျိုးပုံစံမျိုးပြောင်းလို့မရတော့ဘူးလို့ပြောလာ တော့မှလူတွေအများကြီးအကွမ်းတ်နေကိုကျွန်တော်တွေ့မှဂျီမင်းအုံးလေးနဲ့ရှိပ်ပြီးတော့မှသုံးနေသေးတဲ့ပလေးယာတွေအများကြီးရှိနေသေးရကိုသိရတာဖြစ်ပါတယ်ဗျ။ Okay အဲ့တော့ကျွန်တော်နေသွားလိုက်ကြပါဘရမအုံးနေတဲ့ Super Saiyan ID ဘလို့ရှိမလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်။ဒါတော့ကိုပေါ်မှာတော့ဒါ Super Saiyan ID ရှိပ်ပြီးသား account တစ်ကောင်ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီ log off လေးနေပြီးတော့မှအရင်ဆုံး log off လုပ်လိုက်မယ်။ပြီးတော့ပြီဆိုရင်ဒီလိုပုံစံလေးပေါ်လာမယ်ဗျ။ပေါ်လာပြီဆိုလို့ရှိရင်ကိုဘောတို့ကဒီ play with Super Saiyan ID ကိုအရင်ဆုံးနေပြရမှာဖြစ်ပါတယ်။ကျွန်တော်တို့မှ Super Saiyan ID မရှိသေးဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီအစိမ်းအောင်လေးကိုမနေဘဲနဲ့ဒီဘက်က play with Super Saiyan ID လေးကို နှိပ်ပြီးတော့မှအရင်ဆုံးအကောင့်အစ်ပုံစံလေးလုပ်ပြပေးတော့မှဖြစ်ပါတယ်။ Okay ဒီမှာဆိုလို့ရှိရင်တော့ဘာမှလုပ်စရာမလိုဘူး brother တို့ဒီအကောင့်အစ်ထပ်ဖွင့်ချင်တဲ့ brother ကြီးဆိုလို့ရှိရင်လည်းကိုယ်ကလုပ်ပြတဲ့ဒီပုံစံတိုင်းလေးလိုက်လုပ်လို့ရတာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်အောက်က agree လေးကိုနှိပ်ပြီးတော့မှ brother ပထမအိုးဆုံးအနေနဲ့အသက်လေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဗျ။ brother တို့ရဲ့အသက်ကကြတော့ဒီ16နှစ်အထက်ကိုဖြစ်တာပို့ပြီးတော့မှကောင်းတာပါနော်။ဘာလို့ဆိုတော့ဒီ16နှစ်အောက်ဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့မှဒီကိုဘတ်တွေပြီးမဝဲတာတော့ကလန်တွေ join မရတာတော့အဲ့လိုမျိုးတွေအများကြီးအခက်အခဲတွေရှိတာပဲဖြစ်ပါတယ်။ကလန်ကို ကြိုက်တဲ့ကလန်ကို join လို့မရတော့ဘူးเนาะကျွန်တော် friendly ကလန်ပဲ join လို့ရတယ်ဘလို့ပုံစံလေးလဲဆိုတော့ကျွန်တော်ဒီ friendly ကလန်ဆိုတာကကျွန်တော်ဒီကလန်ရဲ့နာမည်ရဲ့ဘေးနားမှာကျွန်တော်လူယုံလေးနှစ်ယုံနေပေါ့เนาะအဲ့လိုကလန်မျိုးတွေပဲဒီအသက်ငယ်တဲ့သူတွေက join လို့ရတော့တာပဲဖြစ်ပါတယ်ဗျာ ဲ့တော့ကိုကညာတော့ဒီကြိုက်တဲ့ကလောင်သွားခြင်းနဲ့ကြိုက်တဲ့ကလောင် join ခြင်းနဲ့ဆိုလို့ရှိရင်တော့အသက်ကိုဒီ20ပေါ့နော်20ထားတာကောင်းပါတယ်ကိုဘောတော့ကိုဘောအသက်တိုက်ကျော်26လို့ပေးလိုက်မှာဖြစ်ပါတယ်အဲ့တော့အသက်ကတချို့က69တွေပါတော့မလို့နော်69တွေဟောပါတယ်ရှောင်းနေတာဒါပေမဲ့နေတာတော့ပြဿနာတော့မရှိဘူးငယ်သွားရင်တော့တော်တော်လေးတက်လေတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာအမှန်ရှင်လေးနေလိုက်မယ်ဗျဒါဆိုလို့ရှိရင်တော့ဒါကိုရဲ့အသက်လေးပေးပြီးတော့ပြီ။ဒါ Super Saiyan ID ရှိတဲ့နေရာလေးကိုကျွန်တော်အရင်ဆုံးသွားလိုက်မယ်နော်။ Okay ဒီနေရာမှာဆိုလို့ရှိရင်တော့ brother တို့ရဲ့နာမည်ကိုထည့်ရမှာဖြစ်ပါတယ်ဒါကြတော့ gain နာမည်လေးပေါ့နော် gain နာမည်နဲ့ super saiyan ရဲ့နာမည်ဆိုပြီးတော့နှစ်မျိုးရှိတယ်နော် brother တို့ကဲတော့ဒီမှာကျွန်တော်တို့ကဒါ go boss လို့ပဲပေးလိုက်ပါမယ် okay ပြီးတော့ကျွန်တော်အင်းလေးတစ်ချက်ထောက်လိုက်မယ်နော် okay ဒါသူလောက်ခိုင်းတဲ့ဟာလေးတွေအကုန်လုံးလုတ်ပြီးသွားပြီဆိုလို့ရှိရင်နော် go boss တို့က ဒါကိုရဲ့အကောင့်တစ်ခုခုနဲ့ရှိတ်လို့ရပြီပေါ့နော်ဘရာသာတို့ကတော့ဒါဂျီမင်းနဲ့ရှိတ်ရင်လည်းချိတ်ကြမယ်အဲ့တော့ဂျီမင်းနဲ့ချိတ်ကြမယ်ဆိုရင်ညီကိုလေးအတွက်ကိုကျွန်တော်ကစူပါဆဲအိုင်ဒီနဲ့ရှိတ်ဖို့အတွက်ကိုတိုက်တွန်းချင်ပါတယ်စူပါဆဲအိုင်ဒီကအကောင့်ပြောင်းရတာလဲလွယ်တယ်လို့ကိုရဲ့အကောင့်နဲ့လုံးဝဆေးဖြစ်တာမဖြစ်ပါတယ်ဗျဒီဂျီမင်းနဲ့ရှိတ်ထားတာကကိုအကောင့်ကိုအခိုးခံရနိုင်ချေအရန်များပါတယ်ဗျတချို့ကကြတော့မသိတဲ့လူတွေတော်တော်များတယ်ဗျဒီအသက်ကြီးပိုင်းနေဆိုလို့ရှိရင်ဂျီမင်း only ရှိတ်ပြီးတော့မှဒီအကောင့်အယောင်းဝယ်တွေသွားလုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ဟိုဘက်ကတခါတည်းကျွန်တော်ဒီဂျီမင်းနဲ့တန်းချိတ်ပြီးတော့မှစူပါဆဲနဲ့တန်းချိတ်ပြီးတော့ယူသွားလို့ရှိရင် ရင်ဘာမှလည်းလုပ်လို့မရတော့ဘူးအတချို့ဒီစူပါစင်းနဲ့ချိန်ထားပြီဆိုလို့ရှိရင်တော့ဒီရော်ကော်ပါလေးပါလေးပြန်လိုက်လို့ရှိရင်တော့ရနိုင်ချေအနှင်းငယ်တော့ရှိပါသေးတယ်ဗျဒါပေမဲ့ကိုဘွားတော့အဲ့လိုဆာဗစ်တွေမလုပ်သေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်လည်းကိုတိုင်ကလည်းဒီရော်ကော်ပါလေးပါလေးမဆွဲတတ်တဲ့အတွက်ကြောင့်မလို့ဆာဗစ်တော့မပေးနိုင်သေးဘူးပဲဖြစ်ပါတယ်โอเคဒီလိုပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်က Super Saiyan ID နဲ့ရှေ့ဖို့တော့ကို setting လေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ဒီအပေါ်ဆုံးမှာကျွန်တော် disconnect လို့ပြထားလို့ရှိရင်တော့ဒါကိုယ့်ရဲ့အကောင့်ကဒီ Super Saiyan ID နဲ့မရှိရသေးဘူးဆိုတာကိုပြပေးတာဖြစ်ပါတယ် ဒီနေရာမှာဆိုလို့ရှိရင်တော့ဒါ brother တို့ဆိုလို့ရှိရင် Google Play Game ပါညာပေါ်ရင်လည်းပေါ်နေမယ်ဒါမဲ့လည်းကျွန်တော် Google ရဲ့မြန်မာနိုင်ငံကိုဘန်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကုန်မကြတဲ့ပြဿနာကြီးလည်းကျွန်တော်ခဏနေပြောပြပေးဖို့မှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီမှာ Discord ကိုတစ်ချက်နှိပ်လိုက်မယ်ဗျာ discount ကိုတစ်ချက်နေလိုက်ပြီဆိုလို့ရှိရင်တော့ကို့မှာအကောင့်မရှိဘူးဆိုလို့ရှိရင်တော့အောက်မှာတန်းပြီးတော့ပေါ်သွားလိမ့်မယ်ပေါ့နော်တကယ်လို့ကို့မှာအကောင့်နေရရှိနေလို့ရှိရင်တော့ဒီလိုပုံစံတွေအများကြီးပေါ်လာလိမ့်မယ်ကို့ရဲ့အကောင့်နေအဲ့တော့ကိုဘိုးတို့ကအောက်ဆုံးကိုဆွဲချလိုက်မယ်ပြအောက်ဆုံးမှာကျွန်တော်ရင် register super say id ဆိုတဲ့ဟာလေးကိုကျွန်တော်နေပြရမှာဖြစ်ပါတယ်ဟိုအောက်ဆုံးမှာနော် brother တို့ super say id ကိုမှကျွန်တော်အပလက်လေးနဲ့ဟာလေးပေါ့နော်အောက်ဆုံးဟာလေးကိုတစ်ချက်နေပေးလိုက်မယ်ပြပြီးတော့ရင်တော့ကျွန်တော်တို့ continue လေးထပ်နေပေးလိုက်မယ် โอเคဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် enter your email နဲ့ကျွန်တော်နောက်ထပ်ကိုယ့်ရဲ့ gmail ကိုပဲထပ်ပြီးတော့မှရိုက်ခိုင်းတာဖြစ်ပါတယ်ဒီအပေါ်မှာကျွန်တော်ရဲ့ gmail တစ်ခုကိုအစ်စ်တစ်ခုဖွင့်မယ်စာပြီးတော့မှโอเคဒီနေရာမှာကျွန်တော်ထပ်ပြီးတော့မှပြောပြပေးဦးမှာဖြစ်ပါတယ်ဒါ gmail account ရှိထားတဲ့သူတွေကကြတော့ short တွေကြောင့် gmail တွေကအရန်ကြာနေပြီ အရင်ကြာနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ super set ရှိမယ်ဆိုလို့ရှိရင်တော့မှအရင်ကြာနေဂျီမင်းက password မမှတ်မိတာတို့ဘာလို့ဖြစ်နေတဲ့ညီကိုလေးအတွက်ကိုဂျီမင်းအစ်စ်ထပ်ဖွင့်လိုက်ပါနော်အဲ့ brother ကြီးအတွက်ကတော့ဂျီမင်းအစ်စ်ထပ်ဖွင့်ပြီးတော့ဂျီမင်းအစ်စ်နဲ့ရှိတာပို့ပြီးတော့မှကောင်းပါတယ်ဟိုးအရင်တော့ OG မင်းကိုကျွန်တော်ပြစ်လို့ပြစ်လို့ရပြီပေါ့နော်ထားခဲ့လိုက်တော့ပေါ့နော်အဲ့ဂျီမင်းကိုထားခဲ့လိုက်တော့ဒါဒီပဲ super set ကြီးပြောင်းမယ်ဆိုလို့ဒီနေရာမှာကျွန်တော်တို့ဂျီမင်းအစ်စ်ရဲ့ကျွန်တော်ဒီဂျီမင်းနှစ်ခုအတူတူလေးကိုရိုက်ပေးမယ်နော်အပေါ်မှာလည်းကျွန်တော်တို့ဥပမာဒါ code boss f gmail.com မှာထားလိုက်ပါနော် အဲ okay အဲ့လိုပုံစံလေးကိုယ့်ရဲ့ဂျီမေးဖွင့်ထားလေးဆိုလို့ရှိရင်လည်းနောက်တနေရာမှာဒီအောက်လေးမှာလည်းကျွန်တော်ဒီပုံစံပဲထက်ပြီးတော့မှအဲ့လိုပုံစံလေးရိုက်ပေးရမှာဖြစ်ပါတယ်ဗျဒီနေရာမှာအရေးကြီးတာလေးနောက်တစ်ခုอ่ะဆိုလို့ရှိရင် brother တို့ရဲ့ဂျီမေးကတခါတည်းဖုန်းနံပါတ်တွေပါထည့်ခံထားပြီးတော့ byte လောက်ထားမှအဆင်ပြေမှာပဲဖြစ်ပါတယ်နော်ကိုယ့်ရဲ့ဂျီမေးကိုခိုင်းလုံအောင်အရင်ဆုံးဖွင့်ပြီးမှဒါဒီလိုပုံစံလေး share ရတာဖြစ်ပါတယ် အဂျီမီကတော့ခိုင်မခိုင်ကကျတော့ဖုန်းနံပါတ်လေးထည့်ထားရင်တော့ဒါကိုယ့်ရဲ့အဂျီမီကတော့တေချာကြီးပေါ့နော်။နောက်ကျဂျီမီတွေပါလော့ကျသွားတာဖြစ်သွားမှကြောက်လို့ပြောပြတာဖြစ်ပါတယ်။ Okay ပြီးတော့ပြီဆိုလို့ကျဒီအောက်က create ဆိုတဲ့အပြောင်လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်။ Okay ဒီပုံစံလေးနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ brother ရဲ့ဂျီမီတွေကိုသူကကုတ်နံပါတ်6လုံးပို့ပေးမှာဖြစ်ပါတယ်။ ကိုယ်နဲ့မှရှောင်းလုံးကမပုတ်ဘူးဆိုလို့ရှိရင်တော့တိမ်မောင်တို့က VPN ခံပြီးတော့မှစပြီးတော့ share ရမှာဖြစ်ပါတယ်။ဒီမြန်မာနိုင်ငံမှာ Google ကို ban လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဘက်ကဒီဒီ code တွေပေါ့နော် game နဲ့ပတ်သက်တဲ့ login code တွေမှန်သမျှအကုန်လုံးပေါ့တခြားဘာ code မဆိုပေါ့အဲ့ဒါတွေအကုန်လုံးမကြတော့ဘူးလို့လည်းပြောနေကြတယ်။တချို့ကလည်းကြတော့ကြနေသေးတယ်လို့ပြောနေကြဒါပေမဲ့အသေးချာမသိဘူးတကယ်လို့အဲ့လိုပုံစံမျိုးဒီ super set ကဒီ shake ပြီးသွားလို့ဆိုလို့ရှိရင် code ကမကြဘူးဆိုလို့ရှိရင်တော့ brother တို့က VPN လေးခံပြီးတော့မှစမ်းကြည့်ပါဗျ။ Okay VPN ခံလိုက်ပြီဆို ော့ကုတ်ရှောင်းလုံးကြာလိမ့်မယ်ပြီးတော့လို့ရှိရင်တော့ဒီနေရာမှာကုတ်ရှောင်းလုံးရိုက်ထည့်လိုက်ပြီးတော့မှစမစ်စရာလေးကိုနှိပ်ပြီးတော့မှတဆင်ချင်းစီသွားလိုက်လို့ရှိရင်ရသွားပြီပြဘာမှထပ်ပြီးတော့မှမခက်ခဲတော့ဘူးเนาะစကစ်လေးတွေနှိပ်မယ်ကျွန်တော်ကွန်တိန်းနျူးလေးတွေနှိပ်လိုက်မယ်ပုံလေးတွေလိုက်ပြီးတော့ကိုကြိုက်တာလေးရွေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေသွားမှာပဲဖြစ်ပါတယ်ဗျโอเคနောက်တစ်ခုထပ်ပြီးတော့ပြောပြမယ်ဆိုလို့ရှိရင်ဒီ Google ပြဿနာလေးကိုတစ်ချက်ပြောပြပေးအောင်မှာဖြစ်ပါတယ်ဒီ Google ကမြန်မာနိုင်ငံကိုဘန်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ login ကုန်းမကျတော့ဘူးတချို့ကလည်းကျနေသေးတယ်ဆိုတော့ browser လေးတွေတော့ကတော့ဒါကိုဘောကမကျတဲ့ညီကိုလေးဆိုလို့ရှိရင်တော့ဒါ VPN လေးခံပြီးတော့မ မှာ try ကြည့်လို့ရှင်ရတာပဲဖြစ်ပါတယ်ဗျ။ကိုကတည်း Super Saiyan ID ရှိမှမဟုတ်ဘူး။ Super Saiyan ID နဲ့ပတ်သက်တဲ့ဒီ GB နဲ့ပတ်သက်တဲ့ဟာမှန်သမျှအကုန်လုံးကိုသုံးတဲ့နေရာမှာကျွန်တော်တို့ကဒီ VPN ခံပေးရမှာဖြစ်ပါတယ်။ဂိမ်းစော့နေတဲ့အချိန် VPN ခံစရာမလိုပါဘူး။ကျွန်တော်တို့ကကုတ်လေးကြားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ခဏတာ VPN ခံပြီးတော့မှကျွန်တော်က login ကုတ်သွားယူတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ပြီးသွားရင်တော့ကျွန်တော် VPN ပြန်ပိတ်ပြီးတော့ကိုယ့်အကောင့်ဝင်လို့ရသွားပြီဆိုတော့ပုံမှန်တိုင်းပြန်ဆော့လို့ရပြီပဲဖြစ်ပါတယ်ဗျ။အခုကြည့်နေတဲ့သိမ်းမောင်တို့က international ဘုံလုံးပွဲတွေကိုစိတ်ဝင်စားတယ်ဆိုလို့ချင်တော့ WhatsApp ပါယုံကြည်စိတ်ချစွာကစားနိုင်ပြီပဲဖြစ်ပါတယ်ဗျ။ ဝိုင်းရှ်ဘတ်မှာဆိုလို့ရှိရင် international ဘောလုံးပွဲတွေကိုကိုယ့်ရဲ့ဖုန်းထဲကနေတစင်တရက် live တီချူယုံတာမကဘဲနဲ့ brother တို့အနေနဲ့ဖုန်းနဲ့ laptop တွေကိုအပြင်မှာ BMW လိုကားသစ်ကြီးကိုပါစုကူးနိုင်မဲ့အစီအစဉ်တွေလည်းရှိလို့နေပြီပဲဖြစ်ပါတယ်ဗျမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ KP Winmany အပြင်တခြားပဲပေးမနဲ့မဆိုငွေသွင်းငွေထုတ်လုပ်လို့ရတာပဲဖြစ်ပါတယ်ဗျလက်ရှိပြထားတဲ့ promo code ဖြစ်တဲ့ coupon ကိုအသုံးပြုပြီးတော့မှအကောင့်သစ်ဖွင့်မယ်ဆိုလို့ရှိရင်တော့ဖြင့်တခြားတခြားသော account တွေအတွက်ကို reward တွေအများကြီးကိုလည်းရရှိမှာပဲဖြစ်ပါတယ်ဗျစိတ်ဝင်စားပြီး account ဖွင့်ခြင်းတဲ့ brother လေးတွေကပင်ကုန်မှတ်မှာကျွန်တော်လင့်လေး းချတာပေးပါတယ်ဗျအဲ့ဒီလင်းလေးကိုတစ်ချက်နှိပ်ပြီးတော့မှအကောင့်တင်ဖွင့်လို့ရပြီပဲဖြစ်ပါတယ်ဗျโอเคနောက်တစ်ခုကကျတော့ကိုဘော့ရေကြီးမင်းရှင်းလို့မရဘူးဂိမ်းတွေကနေပြီးကြီးအီးမေးရှင်းတဲ့နေရာကနေပြီးကျွန်တော်တို့ရှင်းတာရှင်းလို့မရဘူးအီးမေးရှင်းကုတ်မကြဘူးဆိုတဲ့ brother လေးတို့ကကျတော့ဒီကိုရဲ့ဖုန်းက device အသစ်ဆိုလို့ရှိရင်ကျွန်တော် login ကိုလုံးဝမကြပါဘူးဗျ device အသစ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥပမာ brother တို့ကဒီ iPhone ထဲမှာဆော့ပြီးတော့မှာပေါ့နော်တခြားဥပမာပြောပြတော့ ဥပမာဆိုလို့ရှိရင် brother တို့ကဒီဖုန်းထဲမှာဆော့ပြီးတော့မှဒီအကောင့်ကြီးကိုကျွန်တော်ကဖြတ်ပြီးတော့နောက်ဖုန်းစလုံးကိုရွှေ့လိုက်မယ်။ဒါပေမဲ့ brother တို့က Gmail ပြောင်းတဲ့နေရာမှာဒီဖုန်းအဟောင်းထဲမှာမလုပ်ဘဲနဲ့ဖုန်းအစ်စ်ထဲမှာသွားပြီးတော့ shame email သွားလုပ်လို့မရပါဘူးဗျ။သူကကြတော့ဒီဖုန်းအဟောင်းမှာပဲဆွဲနေရပါတော့ဖုန်းအဟောင်းမှာပဲဆွဲနေရဆိုတာကဒီဖုန်းအဟောင်းကသူ့ရဲ့ပိုင်ရှင်အမှန်ဒီလုံးဝအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘူး brother တို့ကဖုန်းအဟောင်းမှာ email ချိန်ခိုင်းရမှာဖြစ်ပါတယ်ကိုကဖုန်းတစ်ပြောင်းလိုက်မှဆိုလို့ရှိရင် Gmail တွေမှာပြောင်းခြင်းလဲဆိုလို့ရှိရင်တော့ဖုန်းအဟောင်းထဲမှာတစ်ခါလဲပြောင်းသွား ဟိုဘက်ထဲမှာ login ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါ type ပတ်သွားတာတွေဖြစ်တတ်ပါတယ်။အဲဒါကြောင့်မို့ brother တို့ကဖုန်းအသစ်မှာသွားပြီးတော့နှိပ်မယ်လို့ဆိုလို့ရှိရင်တော့လုံးဝဒီ email chain နဲ့နေရာကိုပြောင်းလို့ရမှာမဟုတ်ပါဘူးဗျ။အဲ့လိုမျိုးဖုန်းအသစ်ပြောင်းသွားပြီဆိုတဲ့ brother ရဲ့အတွက်ကြောင့်ဘယ်လိုမျိုးပြန်ရနိုင်လဲဆိုလို့ရှိရင်တော့အလုံးစုံကျွန်တော်တို့က45ရက်15ရက်ပေါ့နော်။အဲ့လိုမျိုးဆော့ပေးရမှာဖြစ်ပါတယ်။15ရက်ဆော့ပေးရင်လည်းရနိုင်ကြည်ရှိသလိုကျွန်တော်တို့ဒီအရ30တလဆော့ပေးရင်လည်းရနိုင်တယ်။ပြီးတော့45ရက်ဆော့ရင်လည်းရနိုင်ပါတယ်။ဒါကိုယ့်ရဲ့နေတိုင်းဆော့ပေးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ဆော့ပုံမှာမူတည်ပြီးတော့မှသူတို့ဒီ device ကိုဒါ ပိုင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်း OTP သွားပြီဆိုလို့ရှိရင်တော့ပုံမှန်တိုင်းကျွန်တော် email code ကပြန်ကြမှာပဲဖြစ်ပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်တော့ Super Sale ID နဲ့ပတ်သက်တဲ့အကြောင်းအရာအကုန်လုံးကိုနားလည်သွားပြီလို့တော့ကျွန်တော်ထင်ပါတယ်ဗျ။နားမလည်တဲ့ညီကိုလေးတွေမေးချင်တဲ့မေးခွန်းလေးတွေရှိသေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ comment ထဲမှာမေးလို့ရပါတယ်။ Okay အဲ့ဒါဆိုကျွန်တော်ဒီနေ့ video ရောဒီလောက်ပါပဲဗျ။ video လေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစတဲ့အောင်ကျေးဇူးအများကြီးတင်ပါတယ်။ကိုယ့်ရဲ့ video လေးကို channel နဲ့တက်တယ်ဆိုလို့ရှိရင် like လေးနှိပ်ပြီးတော့မှဝင်းရံပေးလို့ရပါတယ်ဗျ။